အဲ90ကျော်အခုမပြန်စားတယ်လို့ပြည့်ဒါဦးစီးပြရတဲ့ဒါရိုက်တာရာဝင်ကိုကလည်းသူ့ပြရတယ်လေအကိုတို့ဒီမှာရှိတဲ့အရှင်တေယုဆောင်တွေတော်တော်များများပြရတာပေါ့နော်ကျတော့သူကကို့တွေ့သွားပြီးတော့အဲ့လို तू ကတော့ကို့ကတော်တော်များများကြည့်ဘူးတယ်လို့ပြောတာပဲအာသူ့တည်ရပေါ့နော်သူ့စိတ်ဝင်စားပါညာဆိုတော့အာအကိုခေါ်တာအဲ့လိုခေါ်ပြပါတော့အဲဒါအိမ်မက်တစ်ခုပေါ့မထင်ထားခဲ့ဘူးလေကိုအရင်တော့လည်းအဲ့လို foreign foreigner ရဲ့ရှင်ပြီးတော့အလုပ်လုပ်ချင်းခဲ့တာလေအခုတော့လုပ်ခင်းရတာပေါ့နော်အာအဲ့ဒါပါပဲဒီနေ့မှာ PD ဖြစ်ပါတယ် ပြောမှဆိုဒီလောကရဲ့စားအုပ်ကလေးရပေါ့စားအုပ်ကလေးအင်္ဂမခဲ့တာဒီထက်မကပြင်နိုင်တော့ဟိုမှာသွားရိုက်ချင်တာပေါ့နော်အဲ့လိုမျိုးတွေးခဲ့ပါတယ်ဟုတ်အဲ့လိုပြောလို့ရှိရင်မင်းဘာမှမလုပ်လဲဆိုပြီးပြောခံအောင်နေတယ်နေလေဘူးဆိုမုံတိုင်းပေါ့နေတယ်ဟိုဒီကားကိုကမ်းလှမ်းကလေးစိတ်ဝင်စားမှုရှိပါတယ်ဘာဖြစ်လို့ဆိုတော့တေဟိုတစ်ဖက်နိုင်ငံကပုံကိုယ်တွေနဲ့ရင်ဆိုင်ပြီးတော့ရိုက်ရမယ်ဆိုတော့လေပြီးတော့ action ကလည်းဖြစ်နေတော့ဟိုစိတ်ဝင်စားတယ်ဒီကားကကိုရောက ကိုဗစ်မတိုင်ခင်ကတည်းကလက်ခံပြီးသားဖြစ်ဟိုစားကြုပ်ချုပ်ယူသွားပြီးအဲဈားထဲမှာဘာဘာညာနည်းနည်းအခက်အခဲတွေရှိသွားတာနဲ့ကားရက်ထားတာအခုမှပြန်စတာ။ထောင်းနေထောင်းနေကြော်ကြော်လောက်ရှိတယ်။အဲကိုကတော့အရှင်ပေါ့အခုအခုလိုချင်တဲ့ character တောင်းတယ်။သူတို့ဒါပေမဲ့သူတို့အရှင်ပဲအဲဒီအရှင်ပဲတရုတ်တွေကတရုတ် character တွေကိုကသူတို့တွေကစိတ်ဝင်စားပြီးကိုအရှင်နဲ့ပတ်သက်ပြီးခေါ်ရတာပါပဲ။ဟုတ်တယ်ကဲလမ်းကမှာပြီးတော့ဒီမှာ drive ဒီက character ကတော့ဒီ ူနဲ့ပတ်သက်တဲ့ကိုလိုဒီမှာရှိတဲ့အရှင်တေယုဆောင်တွေတော်များတော့ပြတာပေါ့နော်။ပြတော့သူကကိုယ်တွေ့သွားပြီးတော့အဲ့လိုအဲ့လိုခေါ်တာ။သူကတော့ကိုယ်ကတော်တော်များများကြည့်ဘူးတယ်လို့ပြောတာပဲ။ဒီဟာဒီအခုဒါဦးစီးပြရတဲ့ဒါရိုက်တာရာဝင်ကိုကလည်းသူ့ကိုပြရတယ်လေ။သူအရှင်ကသူရတဲ့အရှင်ကလည်းပြတော့အဲ့မှာကိုကိုယ်ကလည်းပါတဲ့အခါကျတော့သူကကိုယ်အာသူတည်ရေပေါ့နော်သူစိတ်ဝင်စားပါညာဆိုတော့အာသူအခုခေါ်တာအဲ့လိုခေါ်ပြပါတော့အဲဒါအိမ်မက်တစ်ခုပေါ့မထင်ထားခဲ့ဘူးလေကိုအရင်တော့ကလည်းအဲ့လို foreign foreigner ရဲ့ရှင်ပြီးတော့အလုပ်လုပ်ချင်းခဲ့တာလေအခုတော့လုပ်ခင်းရတာပေါ့နော်အဲအဲ့ဒါပါပဲဒီနေ့မှာ PD ဖြစ်ပါတယ်ဒီလိုဒီဇိုင်းမှန်မှန်လုပ်ချင်တာကတော့ငယ်တည်းကဝါသနာပေါ့အရင် YouTube ကလေးလုပ်တော့ပေါ့ဒါအခုချိန်ထိလည်းလုပ်နေစေပါပဲဟောအရင်တော့လည်း interview တွေဖြေဦးပါတယ်အခွင့်အရေးရရင်လည်းထပ်ပြီးလုပ်နိုင်မှာပေါ့ဒါကတော့ကိုယ့်ရဲ့ကြိုးစားမှုပုံမူတည်နေလို့ထင်ပါတယ်ဟော ကိုကျွေးစားကျွေးစားရင်ကျွေးစားဆိုတော့အရာထင်ပါပေါ့အတရှိပါတယ်ဒန်နီယန်တို့ဘာတို့ဂျက်ကီချန်တို့ဂျက်လီတို့ဆိုအကိုလေးစားလေးစားအားနာနောက်ရတဲ့ဂျပန်ဟင်နီဆန်နာဆိုမြင်ဆရာပေါ့နော်ကိုယ့်ရဲ့မြင်ဆရာတွေပေါ့ဘာလို့ဆိုတော့သူတို့ရဲ့စတိုင်တွေသူတို့ရဲ့ဒီသူတို့ရဲ့ဟမ်မန်မူရယ်ကွာဖိုင်တင်အက်ရှင်တွေပေါ့သူတို့စီကကိုယ်ကကြည့်တယ်လေ့လာတယ်သူတို့ရဲ့လှူရှားမှုတွေသူတို့ရဲ့ထရိနင်းတွေလေ့လာတယ်ဒါအဲ့ဒါဘာပြောကိုယ့်ရဲ့မြင်ဆရာပဲလीနော်ကိုယ်အမြဲတမ်း ကာရောထားပါတယ်အာကြုံမှုတော့အခုဆိုလို့ရင်ဒီဘယ်ဘက် join ဆိုလုံးဝပြုတ်သွားအခုလည်းဘယ်ဘက်လက်မောင်းတချမ်းကအကျိုးအရလိုဟာနေတယ်လေဟုတ်အခုချိန်ဒီဒါမဲ့ကစားလို့တော့ရတာပေါ့အခုချိန်ဒီတော့ကစားနေတော့ပဲဝါသနာပေါ့အမေမွေးတော့ဘာပြေဘူးနော်ဒီလောကရရောက်မှပဲအဲ့ဒီ join ပြုတ်တယ်ဒီလောကရရောက်မှဒဏ်ရာရတာကြီးများပါတယ်ဟိုရင်မထဲမှာလည်းဒဏ်ရာရတယ်ခန္ဓာကိုယ်မှာလည်းဒဏ်ရာရတယ်ရင်မထဲဒဏ်ရာရင်မထဲရင်မထဲဒဏ်ရာရတော့များတယ် ီမတဲ့တယ်ရတော့ငယ်ရငယ်ရဓာကြီးယူသိပြီးတော့ဒီလောကရဲ့ကိုရှောက်လာရတဲ့ဇားတဲ့တန်ရီပေါ့ပြောရင်အများကြီးပါ။ဩညိအေးပေါ့ညိကြာခဲ့တဲ့ရေပေါင်းလည်းမနေပါဘူး။ဩနှစ်နှစ်ကြီးပြီးပြောမယ်ဆိုလို့ရှိရင်ဩဒီလိုပဲအဆင်ပြေသလိုကိုကိုဖြစ်တင်းရတော့ပေါ့ကိုကိုနှစ်သိမ့်ပေးမယ်လူမှမရှိဘူး။ဩသူများနိုင်ငံမှာတော့မသိဘူးပေါ့နော်။အခုအကိုရိုရဲမဲကားရဒါတော့ဒါတော့မသိဘူးပေါ့။အကိုတို့မြန်မာနိုင်ငံမှာတော့အရင်ကတော့ကိုဖြစ်ကိုခံ ိုတခုခုထိခဲ့တယ်ရောကိုပါဘူးပဲကူရတာပါပဲစေဘောကဘာညာဆိုတာတော့မလာဘူးကိုယူတရာကိုတန်ရောကိုတခုပြပါကိုပါကိုပဲကူရတော့ပြောမဆိုဒီလောကရဲ့စောင်းကလေးရောပေါ့စောင်းကလေးအိမ်မက်ခဲ့အရှင်းပြောရင်ဒီမှာတော့ပြောရင်အကြီးပြောရင်ပရိသတ်စီမှာအဆိုင်ကောင်ဒီဒီမှာတော့မအဲ့လိုဒီထက်မကပြနေရင်တော့ဟိုမှာသွားရိုက်ချင်တာပေါ့နော်အဲ့လိုမျိုးတွေးခဲ့ပါတယ် ဘာလို့ပြောလို့ရှိရင်မင်းဘာမှမလုပ်လဲဆိုပြီးပြောခံအောင်အဲ90ကျော်အခုမှပြန်စားတယ်လို့ပြည့်ဒီလိုပဲတွေ့ရတာပဲဟုတ်ဟုတ်အခုလည်းကိုကပြောထားပါတယ်ဟိုတောင်းဆိုထားတာပေါ့ရိုက်တာကိုအရှင်နဲ့ပတ်သက်ပြီးတော့ဒီလုတ်ချင်တယ်ပေါ့နော်ထီထီရောက်လေလုတ်ချင်တယ်ခွင့်ရလို့ရှိရင်ကိုကလုတ်ခွင့်ပေးလုတ်ခွင့်ပေးပါလို့တော့ request လုပ်လာတာပါပဲအဲ့တော့ကိုလည်းသိနားမလဲဟိုထီထီရောက်လည်းမဖြေချင်ဘူးလုံနေကြတဲ့လူတော်များများတော့ဒီတောင်းတောင်းစကားတွေပဲရိုက်ကြတာဟုတ် ိုတွေ့ရတယ်လို့ကိုကြုံတွေ့ရတော့အရှင်ကရိုက်တာကိုတွေပဲရှိတာလေကျန်တဲ့လူကသိပြီးတော့အဲ့လိုမယူသူကြဘူးလို့တော့ထင်တာပဲကိုတွေကထိုးကြိတ်ပြေးလောနေဒီဟာကြီးလှုပ်လှုပ်ရှားလှုပ်နေရအဲ့အဲ့အဲ့ feel ကျင်းနေတာဝါဒနာမဟုတ်ဘူးလူတယောက်တယောက်နဲ့ကိုခံခြင်းနဲ့ကိုပါပဲလူပွားရင်ပါဟုတ်တယ်မလားဟိုမိသားစုတစ်ခုမှညီကောင်မလားမွေးပွားလာစိတ်တက်ခြင်းတော့မတူဘူးလေအရှင်မင်းသားတယောက်အနေနဲ့ဦးချေတီမှုမိတဲ့ပိတ်သက်တရားပြောတာပြောအဲ့တော့ စန်ဒီယာစန်ဒီယာရဲ့ဘောဘီအာနေချက်လို့ပဲပြောပါဦး။ကိုရရတဲ့ဒဏ်ရာနဲ့စေးကူးတာနဲ့လေဘယ်လိုပြောရလဲ။ကုန်ကြစရိတ်နဲ့ပေါ့နော်။ဒါပေမဲ့အဲ့အဲ့လိုလုပ်ခဲ့တဲ့ဇာကားတကားထွက်သွားလို့ရှိရင်ဒါမမယာဆိုပြီးတော့အဲ့ဒါကြီးကိုကိုကိုယ်တိုင်ကပီတိဖြစ်နေတာအဲ့အဲ့လိုမျိုး။ဟုတ်ကဲ့။နောက်ကိုရဲ့ကိုရဲ့ကိုယ်တိုင်ကိစ္စတွေပါဝရရင်မတရားတန်ရဆိုတာ။အချင်းချင်းတဲ့ပြည်သက်တွေတော့ထပ်ပြီးကြိုးစားသွားအောင်မယ်လို့ပြောချင်ပါတယ်။အခုလည်း ဒီကားကလုံးဝစိုင်းတရားဆိုတဲ့ style ချိန်ပြစ်ပြီးတော့ character တစ်မျိုးနဲ့သွားတော့မယ်ဆိုတော့ပြည့်တဲ့ကိုပြောချင်ပါတယ်ဟုတ်